ဒီကစားမနှစ်ဦးကိုဆန်ဒလန်နဲ့ပွဲမှာပွဲမထုတ်ရင်အင်မိုရင်ယာရုကထွက်တင်ပြီမန်ချက်စတာယူနိုက်တက်အသင်းကတော့ပရီးမီးယားလိပွဲစဉ်ခွန်အဖြစ်ဆန်ဒလန်အသင်းကိုအင်ကွင်းအိုးထပ်ပေါ်မှာအကန့်ရှင်းပြန်ကစားသွားရမှာပါနိုင်ပွဲပြောင်းနေတဲ့အင်မိုရင်နဲ့ယူနိုက်တက်အတွက်ဒီပွဲကဖီယာရီအောက်ကနေရုံထွက်နိုင်တဲ့ပွဲဖြစ်နိုင်တယ်လို့ဖီယာရီအောက်ကိုထပ်ပြီးကြောက်သွားနိုင်တဲ့ပွဲလည်းဖြစ်သွားနိုင်ပါတယ်ပါလို့လေဆိုတော့ဆန်ဒလန်အသင်းကတန်းတက်အသင်းဆိုပေမဲ့တရားဒီမှာကစားပုံတော်လီကောင်းပြီးတော့ရလက်ပိုင်းကမစိုးပါဘူး နတက်ကအဆင့်စလေးမှာယက်တီနေပေမဲ့ဆန်လန်တင်ကအဆင့်9နေရာမှာယက်တီထားနိုင်ခဲ့တာဖြစ်ပါတယ်။ဆန်လန်တင်ကဘောဘရော့ဆွမ်းဆောင်ကြီးကောင်းနေခဲ့တာပါ။ MRN နေနဲ့ဆန်လန်တင်ရဲ့ပွဲမှာဒီကစားမနှုတ်ကိုတော့မဖြစ်မနေအောင်ပြုတင်ပါတယ်။ဓမ္မတဝူကကိုသမားဖြစ်သူဆန်လန်လော်မန့်စ်ဖြစ်ပါတယ်။လက်ရှိမှာတော့ MRN ကအာကိုကြီးခေါ်ယူချားတဲ့ကိုသမားဖြစ်သူလော်မန့်စ်ကိုအတွေ့အကြုံနေတယ်ဆိုပြီးတော့မတုံသေးပင်နဲ့ဘရင်ဒီယာကိုပဲတုံနေခဲ့တာပါ။ဘရန်ဒီယာကတော့အလုံးတိကျတဲ့အတိုင်းပဲအမားတွေများပါတယ်။ကိုပေါ့ကာကွယ်နိုင်မှုနှုံးပါလေရခိုင်နှုံးရအတော်လေးကိုနေတဲ့ကိုသမားဖြစ်ပါတယ်။ MRI နေတဲ့ကိုယ်အင်ဝင်ကိုပရိသတ်ရှေ့မှာလောမန့်စ်ကိုအရေးစွန်သုံးတင်နေပါပြီ။နောက်တော့ကတော့ကွင်းလေပိုင်းကကိုဗီမိုင်းနုဖြစ်ပါရီ။ MRI ကအစွမ်းစားရှိတဲ့မိုင်းနုကိုဘာကြောင့်မှမသိပွဲထွက်အသုံးမပြုပါဘူး။အိုကာဒီတို့လိုကစားမတွေကမိုင်းနုထက်ပိုပြီးတော့နေရာရနေကြတာပါ။ဇန်နလတ်နဲ့ပွဲမှာတော့ MRI နေနဲ့မိုင်းနုကို line up မှာပွဲထွက်အသုံးပြုတင်နေပါရီ။မိုင်းနုကခန်းစစ်ပိုင်း short ထုတ်ဖြတ်ထုတ်တာတွေကောင်းတယ်လို့တိုက်စစ်ပိုင်းမှာလည်းလိုက်ပါမှုကောင်းမွန်တာဖြစ်ပါရီ။အစုံဖြတ်ကိုရီတည်ယူနိုင်စွမ်းလည်းရှိနေပါရီ။ ဒီကစားမားတွေကိုမသုံးမနဲ့ရင်ပုံဆန်အရင်ကစားကွက်နဲ့ကစားပြီးတော့ရှုံးခဲ့မယ်ဆိုရင်တော့ Emring ကထုတ်ပေးခင်ရဖို့ထိုက်တန်တဲ့နည်းပြတူလို့ပဲသုံးသက်ရတော့မှာပါဒီနေ့ရတင်ဆက်မှုကဒီလောက်ပါပဲခင်ဗျာနောက်ဆုံးရအကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာပါလို့ page ကို like and follow လုပ်ထားပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကုန်းချုပ်လိုက်ပါရခင်ဗျာ